ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာ channel ကနေပတ်စင်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ဘောလုံးရက်ွက်အစီအစဉ်တင်ဆက်မယ့်နေဖြစ်ပါတယ်ဒီနေ့ကတော့တနင်္ဂနွေပွဲစဉ်တွေက Premier League မှာလူစိတ်ဝင်စားမဲ့ပြည်သူအကြိုက်တွေ့တဲ့ပွဲစဉ်တွေရှိပါတယ် Arsenal ပွဲတို့ Man City ပွဲတို့ရှိနေတယ်အဲ့တော့ဒီနေ့မှာကျွန်တော်တို့ပြောရင်းနဲ့ပို့ပြီးတော့ Swindle လို့ကောင်းမဲ့အဲဒီပွဲစဉ်တွေကိုထုတ်ပြီးထုံးလို့ပြီးတော့ဆွေးနွေးတော့မှာဖြစ်ပါတယ်ဒီနေ့စီစဉ်မှာလည်းထုံးစံအတိုင်းပဲကိုချင်းညီညီနဲ့ကိုစိုးဝင်းစောတို့ကကျွန်တော်နဲ့အတူပေါင်းဆွေးနွေးတော့ကြမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အခုရေမင်္ဂလာပါမင်္ဂလာပါဘုရားတို့အဲ့တော့ ဟိုစနေညမှာတော့၃ဘွဲဖြစ်သွားတော့မနေ့က၃ဘွဲဖြစ်သွားတော့နည်းခက်တုတ်တူလေးပြောလိုက်ရအောင်နော်ဒါတော့အချိန်ကြီးကြောတယ်ဒီနေ့တော့ဆိုတော့အာဆင်နယ်ပွဲလေးပူပြီးတော့ပြောလိုက်ရင်ကောင်းမလားလို့စဉ်းစားမိရပေါ့နော်မက်ဆီဒီကလည်းကျွန်တော်တို့ဒီတဲ့ပူပြောလို့ကောင်းမဲ့ဘွဲတွေနောက်နှစ်ပတ်သုံးပတ်ကြာရင်ရောက်ရောက်လာမှာပေါ့နော်အဲကြာရင်မက်ဆီဒီကြောင်းနည်းနည်းချေချေမြင့်မြင့်လေးပြောကြတာပါအခုတော့အာဆင်နယ်ကြောင်းလေးပူပြောခြင်းနေလို့ပူပြောခြင်းနေဆိုရင်တခြားမဟုတ်ပါဘူးသူကလက်ရှိအမတ်ဘီဇာရဲ့ထိတ်ဆုံးပါလဲရှင့်နေတယ်ဆိုတော့ဟိုကျွန်တော်တို့အကြိုက်တွေ့လို့မတွေ့လို့ဆိုတာတဲ့အမတ်ဘီဇာကိုဥဆောင်နေတဲ့အတင်းတင်း ကဘာကြောင့်ဒီလိုလက်ရှိထိတ်ဆုံးมาရောက်နေတယ်ဘယ်လိုတွေကြလက်တွေကောင်းနေတယ်သူ့ရဲ့အခြေအနေလေးကဘယ်လိုရှိရဲနောက်ဘယ်လောက်သွားနိုင်နိုင်မလဲဆိုရဲအဲကျွန်တော်တို့ရဲ့ထင်မြင်ယူဆမှုတွေဒီနေ့တော့ပြောကြမယ်ပေါ့เนาะအဲတော့အဟိုပါပဲကိုစိုးရသွားပဲစပြီးတော့ဆွေးနွေးပါအောင်လက်ရှိအာပရီးမီးယားလိအမပီဇာထိတ်ဆုံးมาအာဆင်နယ်ဦးဆောင်နေပြီဆိုတော့လက်ရှိအချိန်ဒီတစ်ဖြတ်မှာအာဆင်နယ်ကိုစိုးရသွားရာဒီအစထင်ထားတဲ့ဘယ်လိုပြောမျောလင့်ထားတဲ့အထက်ပို့ပြီးတော့ကိုစိုးရသွား အမှတ်ပေးစနစ်ရဆိုအာဆင်နယ်ကဒီပြီးခဲ့လောက်ထိစာမွေးအောင်ခဲ့သလားပေါ့နော်ဒါမှမဟုတ်ဂုံနူးမတ်ထိထွက်ခဲ့သလားဆိုတော့အဲ့ဒါလေးရင်ဆပ်ပြီးတော့ဆွေးနွေးပါအောင်ဟုတ်ကျွန်တော်တို့ယာတီအစအတွက်ထားတာနဲ့ဆိုရင်တော့အာဆင်နယ်ရဲ့လက်ရှိဒီအမှတ်ရရှိထားတဲ့အနေထားစုဆောင်းထားတဲ့အနေထားပြိုင်ပွဲဆုံးဆိုရင်ဒါပရီးမီးယားလိရ10ပရီးမီးယားလိရဒါ10ပွဲနော်ချန်ပီယံလိရ2ပွဲလေးဖလား2ပွဲပြိုင်ပွဲဆုံး11ပွဲကန်ထားမှာအာဆင်နယ်ကဂိုးမပေးရတဲ့ပွဲက ရှစ်ပွဲရှိရဆိုတော်တော်ဗျာခန်စီချောင်းတိုးတက်လာမှုကကျွန်တော်တို့တာမန်အာဆင်နယ်ဆိုတဲ့ level နဲ့ကြောင့်အခုပြောတဲ့စကားအရဆိုဂုံနုမတ်ထွက်တယ်တိုက်စစ်နဲ့တခြား performance ကတော့ဂုံနုမတ်တော့မထွက်ဘူးအောင်မှတ်ရတဲ့အသင်းပေါ့နော်ပြောချင်တာခန်စီချောင်းတိုးတက်လာမှုကဒီရသည်တို့ရဲ့အကြီးမားဆုံးပြောင်းလဲမှုလို့ပြောရင်ရမယ်ထင်တယ် Premier League မှာဒီရသည်ဒါရှစ်ပွဲကစားပြီးမှအာဆင်နယ်က clean sheet ငါးပွဲယူထားတယ်ပေါ့နော်ဂိုး၃ဂိုးပဲပေးထားရတယ်ပွဲတိုင်းသူ့ကိုဗျာတကိုးတက်ပို့သွင်းနိုင်တဲ့ပြိုင်ဘက်ဆိုရလဲမရှိဘူးပြောချင်တာ open play ကနေဆိုရင်ဟာလန်ရဲ့ဂိုးတကိုးပဲပေးထားအဲ့ဒါတော့မှ ွင်းလိုင်ကနေတန်နိုဘာနဲ့ပြန်ပေးလိုက်ရကွင်းလိုင်မှာဘောလုံးပြတ်တယ်ခါလန်နဲ့ကောင်တာပေါက်ကောင်တာပေါက်ပြီးတော့ရိုင်ဒါစ်နဲ့တွဲရနေပေးလိုက်ရဆိုတော့တုံတန်ယောင်ကအာဆင်နယ်ခံစစ်ကိုဂိုးသွင်းလို့မရတော့ဘာကြီးနဲ့တော့တူလဲဆိုတော့လွန်ခဲ့တဲ့တာနှစ်20ကျော်20 21နှစ်လောက်ပါပေါ့နော်မော်ရီညိုအင်္ဂလန်မျိုးကိုဆက်ရောက်လာတော့မော်ရီညိုဆိုတော့ပေါ်တိုမှအောင်မြင်ခဲ့တာမှမမဲ့ဒီကမ္ဘာဘောလုံးလောကမှာအဲ့လောက်ကြီးတယ်ဗျချဲစီနဲ့အောင်မြင်တဲ့လောက်ထိတော့လူလူစိတ်ဝင်စားမှုမရသေးဘူးအဲ့မှာချဲစီနဲ့သူလှုပ်ပြခဲ့တဲ့အနေထားပေါ့နော်ဟိုခန်းစစ်ကြောင်းအဲ့တရာဒီလုံးမှာကျွန်တော်တတိထားမြင်လောက်ဆို16ကိုလာပဲပြခဲ့38ပွဲမှာမှာ ခံစစ်ကြောင်း16ခုဆိုတော့နှစ်ပွဲတကိုးတောင်မပေးရဘူးဆိုတဲ့အနေထားမျိုးတကယ်သူရဲ့ဒီခံစစ်ဂုံတတိနဲ့ပဲအောင်မြင်မှုတွေယူခဲ့တာကျန်တဲ့ဇာလမတီဆောက်မှုတွေရာလဲအခုအာဆင်နယ်တီဆောက်ခဲ့တယ်လို့ပဲခံစစ်တွေထဲဆောက်တယ်တီဆောက်တယ်ပြီးတော့ဇာလမကောင်းနေခေါ်တဲ့အသင်းကိုအရန်ကြစ်လက်အောင်တိဆောက်ပြီးတော့သွားခဲ့တာဆိုတော့အခုအာဒီတာကအဲ့လိုပုံစံမျိုးသွားနေတယ်။အမှန်တော့အာဒီတာသွားနေတဲ့ trend ကအာဆင်နယ်ရဲ့ပုံမှန် မြင်တွေ့နေကြအာဂျင်တီးနဲ့ဆိုရင်တော့ကွဲပြားတယ်အာဆင်နယ်ဘယ်တော့မှခံစစ်ကိုအသာပေးတဲ့အသင်းမျိုးမဟုတ်ဘူးဒီလောက်လည်းကစားသမားကိုစကွတ်တက်ကြီးကိုဒီလောက်ကြစ်လစ်နေအောင်တိဆောက်တဲ့အသင်းမျိုးမဟုတ်ဘူးအရင်အာဆင်ဝင်ကအောင်မြင်ခဲ့တဲ့ကာလမှာတောင်မှသူအသင်းရဲ့လူငယ်တွေကိုမွေးတယ်ဟိုမရွက်ပုံးတိဆောက်သမားတွေကိုခေါ်ပြီးတော့ဒီကဘာအဆင့်ရအောင်စင်တင်ပေးပြီးတော့ဖြောပြမှုပေးနိုင်တဲ့ပုံစံမျိုးနဲ့အောင်မြင်ခဲ့တာအခုကျတော့ဖြောပြမှုပေးနိုင်တဲ့ဘက်ကိုသွားတာမဟုတ်ဘူးနိုင်ပွဲဘယ်လိုရှာရမလဲဥမာတဲကံဘောနဲ့လားထောင်းကံဘောနဲ့လားလက်ပြဘောနဲ့လားသူကဘယ်လိုနီးနေမှာဆိုဗျာပွဲတစ်ပွဲကိုသူအနိုင်ရဖို့အတွက်ကြိုက်ဟိုသူ ထုတ်သုံးခြင်းနဲ့လက်နက်ကိုသူကရအောင်ထုတ်သုံးတာသူမှလက်နက် အစုံရှိတာဒါအာဒီတာရဲ့ဒီရာဒီပြောင်းလဲလာလဲထွန်းလို့ကျွန်တော်တို့မြင်တယ်ဒါရှေ့ရစကားလေးပြန်ဆက်ရရင်ခန်းစစ်ကြောင်းရဲ့မာကြောမှုခန်းစစ်ကြောင်းတည်ငြိမ်မှုကအခုပြောတဲ့ဂုံတူးမှတ်မှာရှိတယ်တသင်းလုံးရဲ့ performance ကတော့ဒီအောင်မှတ်ပေါ့နော်အောင်မှတ်ရထားရဆိုတော့အဲ့ခန်းစစ်ကြောင်းဂုံတက်တည်ရပဲဒီရာဒီမှာအောင်မြင်မှုတွေအဓိကတော့ချက်ဖြစ်လာမှာတဲ့ဟုတ်ကဲ့ဒါဆိုရင်တော့ပြောခဲ့တာအာဆင်နယ်လက်ရှိအခြေအနေနဲ့မြင်လာတယ်ပြီးကျွန်တော်တို့ဟို ခြေစင်းနဲ့ပြန်ပြီးတော့နိုင်ရှင်ပြလိုက်တော့လည်းကျွန်တော်ပြန်သတိရတယ်။ပုံစံလေးကတော့ကွဲတယ်ဆိုပေမဲ့လက်ရှိဖြစ်နေတာကတော့အဲ့ပုံစံမျိုးချွတ်ချွတ်နီးပါဖြစ်တယ်ပေါ့နော်။ဆိုတော့အဲ့ကာလတွေမှာလည်းဟိုကိုစိုးရင်တော့ပြောသလိုတရားကြီးလုံး16ကိုပြီးတဲ့ဆိုတာလေးကျွန်တော်ပြန်မှတ်မိတယ်ကျွန်တော်တို့ဟို ိုစိုးဝင်းတော်ကိုချင်းကြီးတော့နည်းနည်းအွေရောက်ပြီကျွန်တော်တို့ခက်ငယ်ဖြစ်အောင်ပဲထင်ပါတယ်ဆိုတော့အဲ့ကာလတွေမှာအဲ့ကာလတွေမှာအဲ့ကာလတွေမှာဘလုံးမွေးကြီးခဲ့တဲ့အချိန်မှာကျွန်တော်တို့ကချန်ပီယံဖြစ်မဲ့အသင်းဆိုလို့ရှိရင်တခြားဟိုခြေစွမ်းပိုင်းတွေပါတယ်ဆိုတာအမှတ်ပေးစရာဟိုအမြင့်တန်းကြည့်နေပြီးတော့ဒါပွဲစဉ်30လောက်မတိုင်ခင်အဲလီဝဲတော့ထဲပို့ပြီးတော့မရှုံးသေးခြင်းဘာပွဲစဉ်30နောက်ပိုင်းမှာတပွဲနှစ်ပွဲပဲရှုံးသေးခြင်းတော့တယ်ပြီးအဲကုဆိုးဆိုပြောလို့ပဲနှစ်ပွဲသုံးပွဲမှာတကူးနှစ်ကူးလောက်ပဲပေးပေးခြင်းနေဆိုတော့ဟို twin ကိုဒီပေးကိုပုံမှာလည်းကြည့်ရအောင်ကျွန်တော်အဲ့ နှစ်တည်းကဘေးကိုချက်မြဖြစ်မဲ့တဲ့ဆိုဘေးကိုကတလောက်တပဲရှိရဲရှုံမွေးတလောက်ပဲရှိရဲဆိုတဲ့ဟာလေးကအဲ့လိုတွက်လို့ရတဲ့အခြေအနေဆိုတော့အဲ့ကာလတွေမှာအဲ့လိုကြည့်အားပေးခဲ့ရလေးကိုတွားပြီးတော့ဗတိယာအမှတ်ရအောင်ပေါ့နော်အဲ့တော့ဟုတ်ကဲ့ကိုချင်းညာကိုဆက်ပါအောင်အာဆင်နယ်နဲ့ပတ်သက်ပြီးတော့အာတီဒါပေါ့နိအာတီဒါအာဆင်နယ်ကိုဆက်ရောက်လာခဲ့တဲ့အချိန်ကနေစပြီးတော့အခုလက်ရှိသူရောက်နေတဲ့သွားနိုင်တဲ့ခီးအထီးပေါ့လေအရီဒါအပေါ်မှာအနေအမြင့်အတက်ကြရီကိုချင်းကြီးလိုက်ပါစီမျိုးခံစားမှုတွေကသူ့ပေါ်မှာယုံကြည်မှုရှိခဲ့တဲ့အချိန်မရှိခဲ့တဲ့အချိန် အဲအားရခဲ့တဲ့အချိန်အားမရခဲ့တဲ့အချိန်ကြီးအဲ့လိုဘလိုမျိုးတွေဖြတ်တန်းခဲ့တယ်လဲပေါ့နော်အာဒီဒါအပေါ်မှာကိုချင်းကြီးကြည့်ခဲ့တဲ့ဒီတောက်လျှောက်ပေါ့လေဒီအာဆင်နယ်နဲ့တူအာဆင်နယ်ပိတ်သက်တွေတော်တော်များများနဲ့ဟို nearly တူမယ်လို့ထင်တော့ထင်ပါတယ်ဘာလို့လဲဆိုတော့အစောပိုင်းကာလလူငယ်နီးပြတယောက်ကိုအသက်40တောင်မရှိသေးဘူးပြီးတော့နီးပြ profile ကိုကြည့်လိုက်တော့လေ Guardiola နဲ့ Man City မှာလက်ထောက်နီးပြလုပ်ခဲ့တာလောက်ပဲရှိတာ။ Arsenal မှာတော့ဟို Everton မှာ Premier League မှာကစားခဲ့မှုတွေ Arsenal မှာလည်း Arsenal ရဲ့နှောင်းပိုင်းခေတ်တွေမှာကစားခဲ့မှုတွေ အစနဲ့ကစားမဟောင်းတယောက်ဆိုပေမဲ့ဟုတ်ကွင်းလေကစားမဘောလုံး IQ ကောင်းတယ်ဆိုပေမဲ့နီးပြဟိုတက်တည်ပြချက်ဘာမှမရှိဘူးအဲ့ချိန်မှာပြီးတော့ United Emery လက်ထက်ကနေထားခဲ့တဲ့ Arsenal ကတော်တော်လေးယိုယွင်းနေတာဖက်ဖက်ကနေပြီးတော့ဂိုသမားကွင်းလေခန်စစ်တိုက်စစ်ဟိုတိုက်စစ်မှာတော့ Lacazette တို့ Aubameyang တို့ရှိနေတယ်ဆိုပေမဲ့ဟိုကျန်တဲ့အပိုင်းတွေအားလုံးကပြန်ပြီးပြုပြင်ပြောင်းလဲရမှာတကယ်ချီးကျူးပါတယ်ဒီမဖြစ်နိုင်ဘူးလို့ထင်ထားတယ်ကျွန်တော်တို့လုံနိုင်မှာမဟုတ်ဘူးလို့ထင်ခဲ့တဲ့နီးပြနဲ့ရောသူ့ရဲ့ trust their process ပေါ့နော်။ ਈ ဒူးတို့ဒီ Arsenal ဘုတ်ဖွဲ့ရောခေါင်းမမာနဲ့ဒီနည်းပြောက်ဒီချိန်မှာတော့ကျွန်တော်ပြည်သက်တွေအစောပိုင်းကာလတွေမှာဟိုလွန်နာရှိဝင်နာမိပေါ့နော်။ကျွန်တော်တို့ဖြစ်စေခြင်းနဲ့ဆန္ဒနဲ့ဝေဖန်ခဲ့တယ်ဘုတ်ဖွဲ့လုံနေတာ trust their process ကိုကျွန်တော်လုံးဝယုံကြည်မရှိဘူးစမ်း။အပေါ်လေးပြောနေအပေါ်လေးလုံနေတာ။တို့လုံနေတာဒီတစ်ခုမှဒီလုပ်ငန်းစဉ်ကိုယုံကြည်ပါဆိုတော့ကျွန်တော်တကယ်တော့မယုံကြည်ခဲ့ဘူး။ Arsenal အောင်မြင်စေခြင်းနဲ့ဒါပေမဲ့တို့လုံနေတာတွေတကယ်ဟုတ်ပါမလား။ Arsenal အောင်မြင်ဖို့အတွက်ဖြစ်လာပါမလား။ဟိုပထမဆုံးတို့စပြီးတော့လုတာက ဲ့ဒီဒီမှာကျွန်တော်သင်ခန်းစာလေးတစ်ခုရတာကချက်ချင်းကြီးကျွန်တော်တို့အောင်မြင်မှုကိုသွားဖို့ကချက်ချင်းကျွန်တော်လင်ကားထစ်ဆိုရင်အပေါ်ဆုံးတန်းပြီးခုံလို့မရအောင်ဆိုတော့သင်ခန်းစာကျွန်တော်အဲ့မှာရသွားတာပေါ့နော်ကျွန်တော်တို့ကျတော့ဖြစ်ရှင်စောများနေတော့ဥပမာဆိုရင်ကစားမခေါ်တဲ့နေရာအစား အသင်သုံးလို့ရတယ် work life ကစားမခေါ်ပါဒါပေမဲ့အဲ့ဒီအချိန်မှာအသင်ကနေပါနေတယ်အဲ့လိုကစားမအသင်ကိုလာဖို့ကမလွယ်ဘူးသူတို့ reality ကြက်ကြက်လောက်သွားတာတဆင်ချင်းဂိုးသမားပိုင်းမှာဆိုရင်ကျွန်တော် lino ရဲ့နေရာမှာ brand deal ကိုတဆင်မြင့်တဲ့ brand deal ကိုစဖြစ်ရဲ့ကျေဟုတ်ပြီးတော့ခန်းစစ်ကြောင်းနေဒီ full bet တွေနေရာမှာ tomiya su တို့ tiya ne တို့လောက်ကစားမတွေခေါ်လာတယ်တဖြည်းဖြည်းချင်း gabriel နဲ့သူတွဲလို့ရမယ်ဆက်လီဘောင်ဖြစ်လာတယ်ဖြည်းဖြည်းချင်းသူသွားတာ party လေးကိုခေါ်လာတယ်ဇာခာနဲ့တွဲပြီးတယ် ိုဒီကက်ကိုအင်္ဂါနဲ့ခေါ်ကြည့်တယ်တစ်နှစ်ပြီးတော့နောက်နှစ်အပီတက်ခေါ်လာတယ်စကာရိုအကယ်ဒမီအတွက်ကနေရဲဝန်အာဒီတာတုံးပြလိုက်တယ်လူငယ်လေးအကယ်ဒမီအတွက်ကလေးတွေအဲ့လိုတဖြည်းဖြည်းချင်းတစ်ခုချင်းစီပေါ့တနေ့နေ့နေ့လောက်ကြာမှာဂျေဇူးတို့ဇင်ချန်ကိုတို့ထပ်ခေါ်လာတယ်တဖြည်းဖြည်းချင်းပိုးပိုးသွားတဲ့ဟာလေးတွေမသိလိုက်မသိပါသားလေးအသိကိုဘဖောက်ဆန်ခစ်ကကျွန်တော်တို့အငြင်းန်းကြားဘူးတယ်အသိအသိအောင်မြင်ဖို့အတွက်ကဒီလိုစင်ဆက်မပြတ်တီဆောက်မှုကပဲအဲ့လိုအသိအသိကိုလောင်းတန်းမှာရေချီမှာအောင်မြင်စေတာအာဒီတာနဲ့အာဆန်နဲ့လှုပ်သွားတာကစင်ဆက်မပြတ်တီဆောက်မှုကိုလှုပ်သွားတာ ဒီလိုစင်စဲမပြတ်လုံနိုင်တဲ့အသင်းကတော်တော်လေးရှားတယ်ဂျာဂင်ကလော့တို့ဂွာဒီယိုလာတို့မန်စီးတီးတို့လီဗာပူးတို့မှာကျွန်တော်မြင်ရတယ်ချယ်ဆီတော်မှာနောက်ပိုင်းနေ့တွေမှာအဲ့လိုစင်စဲမပြတ်တည်ဆောက်မှုကတော်တော်အားနည်းသွားတယ်နော်အောင်မြင်ပြီးလိုက်ပြောင်းသွားလိုက်ပြောင်းသူကပြီးပြရေးအပြောင်းလဲတဲ့အယမ်းများတဲ့ကစားမဝင်ထွက်တဲ့အယမ်းချမ်းတော့အဲ့လိုစင်စဲမပြတ်တည်ဆောက်မှုမရှိတော့ဘူးဒီမှာအာဆင်နယ်ရဲ့အဲ့အပြောင်းလဲတော်တော်လေးကြိုးဆိုတဲ့ဒီနှစ်ဆိုရင်ကစားမခေါ်ဝင်မှုတွေကတကယ်ကိုအားရဖို့ကောင်းတယ်ရှင်းနှစ်တွေမှာတွေကတကယ်ဝေါကလပ်တွေဒက်ကလန်ရိုက်တို့လိုကစားမမျိုးအတန်းတရာကျော်ဒါအာဆင်နယ်လုံနေကြထရန်ကိုဖောက်ထွက်လာသူတို့အောင်မြင်မှုလိုချင်လို့ကို လုတ်လာတဲ့ဟာတွေဒါကြိုဆိုရမယ်ကန်ဟာဗတ်တို့ခေါ်လာတယ်စေတုံရတဲ့ကစားသမားတွေတကယ်ကောင်းလာပြီပြီးတော့ရာယာတို့ဂိုးသမားနေရာမှာအပ်ဒိတ်ပြန်လုတ်လာတယ်အကွင်းလယ်မှာအခုပါတီထွက်သွားတဲ့ဇူဘီမန်ဒီကိုထပ်ခေါ်လာတယ်တောင်မန်ဒီမှာဆာကာတို့အိုဒီဂတ်တို့မရှိရင်ဘာလုပ်မှာလဲအဇီတို့မာဒူဂီတို့ထပ်ခေါ်လာတယ်အဲ့တော့တဖြည်းဖြည်းချင်းအာဒီဒါလုတ်ယူသွားတဲ့ဟာအသင်းရဲ့ဘုတ်ဖွဲ့လုတ်ယူသွားတဲ့ဟာအညာတရလေးအသင်းကနေပြီးတော်တော်လေးကိုယူရွေးနေတဲ့ထင်ကြရအသင်းဖြစ်အခီတီယဲတို့နယ်ဆန်တို့တဲ့ ရုံကန်နေရတဲ့တိုက်စစ်တွေကျွန်တော်တစ်ချိန်တော့ပြန်ကြည့်လိုက်ရင်ကွင်းထဲမှာလူကွန်ကာတို့လူကစားမားတွေဟိုဖီအိုဖီရဲ့ကိုအာဆနယ်ပိတ်သက်တွေပြီးတော့အန်နန်နီတို့နာမည်ကြည့်လိုက်ရုံနဲ့ဒီကစားမားတွေနဲ့အာဆနယ်ကတော်ဖူးတော်ဝင်ပါမလားလို့ပြောကြည့်နေတာမရှိဘူးဟိုတော်တော်ရွေးနေတာဆိုဂရက်တစ်တို့မူစတာဖီတို့တကယ်ကိုမစ်နိုင်လန်တို့ဒေးဗစ်လူးစ်တို့အများကြီးပဲနော်အများကြီးပဲအာဆနယ်အဲ့လိုအသင်းက B class ဖြစ်နေတဲ့ကစားသမားတွေ A class ပြောင်းနေ A class ကနေမှ A+ ဆိုတဲ့ level ကိုပြောင်းပြီးတော့အခုချိန်မှာတော့အသင်းရောကစားမရောအားလုံးက harmonic ဖြစ်သွားပြီဒီချိန်မှာတော့အောင်မြင်မှုအတွက်ကိုအာဆင်နယ်ကလုံးဝ ready ဖြစ်နေပြီကိုစိုးစိုးနဲ့ပြောလို့ခံစစ်ကလည်းလုံးဝ solid open player နဲ့တကူပဲပေးထားတယ်ကွဲလေရလည်း Zubimani Declan Rice Odigato နဲ့ဇီးလည်းရှိနေတယ်ဘာမှပြဿနာမရှိဘူးဘယ်လန့်ဖြစ်တယ်တိုက်စစ်မှာနည်းနည်းလေးတော့ Yorkred Dia ဒီမှာဂိုးမသွင်းနိုင်တဲ့ပြဿနာလေးတော့ရှိတယ်ဒါပေမဲ့အသင်းနဲ့တည်းကအောင်မြင်ချင်းလာပြီဆိုရင်အရာအားလုံး perfect ဖြစ်လာဆိုတော့ကျွန်တော်မြင်ရအာဆင်နယ်မှာအခုက champion ဖြစ်မဲ့အရေးသွေး character ဇယိုက်လက္ခဏာအကုန်ရှိတယ်ဟုတ် တကယ်ကူးသမားကရာယာရှိတယ်ဟုတ်ပြီးတော့ခံစစ်ကလုံးဝရေပတ်မဝင်တဲ့ခံစစ်ကျွန်တော်တို့တိုက်စစ်ကနိုင်ပွဲတွေယူပေးနိုင်တယ်ခံစစ်ကအောင်မြင်မှုတွေယူပေးနိုင်တယ်ဆိုတော့အောင်မြင်မှုရဖို့ဒီခံစစ်ကအရန်အရေးကြီးတယ်အဲ့တော့ဆာလီဘာဂေဘရီယယ်နဲ့ဒီခံစစ်တန်းလုံးကွဲလာဖီယိုရီတမ်ပါတကယ်ကိုအားကောင်းနေတယ်ကွဲလေရလည်းတကယ်ကိုလုံးဝပရီးမီးယားလိကြိုက်တဲ့ကွဲလေကိုလာရှင်လို့ရတယ်မာကျော်မှုရောဖန်တီးနိုင်စွမ်းရောအားကောင်းတယ်တခုပဲတိုက်စစ်မှာစကားပေါ်မှာအရန်မိခိုးလုံးဝကြီးနေရလေတခုတော့တဖြည်းဖြည်းချင်းရှော့ချဖို့လိုတယ်ဗောလေအဲ့တော့အာဆနယ်မှာဒီယာဒီအတွက်ချန်ပီယံဖြစ်ဖို့အရေးသွေးအားလုံးပြည့်ပြီးတော့ ောက်ဆုံးပြောရမှာ Artida ရဲ့ secret weapon ကသူ့ရဲ့ SSB နီးပြ Nicolas Jova ပဲဟုတ်ကဲ့အဲ့ဒီ Nicolas Jova က Arsenal မှာရောက်လာပြီးတဲ့အခုနှစ်နှစ်သုံးနှစ်အတွင်းမှာ Arsenal ဘာတွေဖြစ်လာလဲဆိုတော့ SSB တွေ Tekken Ball တွေမှာအရင်အရန်အားနေတဲ့ Arsenal ကသူ့ရဲ့အားသာချက်ပြန်ဖြစ်သွားပြီးတော့အခုနောက်ဆုံးဒီရခဲ့တဲ့ goal တွေမှာကြည့်လိုက်ရင် SSB တွေကလည်းရတယ်ဆိုတော့တိုက်ဆိုင်လို့ရနေရမို့တကယ်ကိုဒါကို view ဟာကြကြသုံးနေတာဇာမတစ်ယောက်ကဂိုးသမားကိုခုပေးထားတယ်ဂိုးသမားနဲ့ လုတ်ကောင်းကောင်းလုတ်လို့မရချိန်မှာကျန်တဲ့ကစားသမားဒီခွင့်ကိုအတုံးချတယ်။ဒါမျိုးကိုကျွန်တော်မန်စီးတီးနဲ့မနှစ်ကပွဲမှာလည်းမြင်ခဲ့ဘူးတဲ့။ဒီယာဒီပွဲတွေမှာလည်းမြင်ခဲ့ဘူးတဲ့။ပြီးခဲ့တဲ့ဖူဟန်နဲ့ပွဲမှာလည်းအဲ့လိုပုံစံမျိုးမြင်ရဆိုတော့ဒါတွေကအာဆင်နယ်ရဲ့တကယ်ကိုစစ်စတန်ကြကြအလုတ်လုတ်လာနိုင်တဲ့အခြေအနေ ready ဖြစ်နေပြီပေါ့နော်။နောက်ဆုံးပြန်ချုပ်ရအောင်အာဆင်နယ်ရဲ့ချန်ပီယံဖြစ်ဖို့ ready ဖြစ်နေပြီဆိုတော့ vibe မျိုးလေးတွေခံစားလာ။ဟုတ်ကဲ့။အခုချင်းကြီးပြောသွားတာအများကြီးပြည်စုံနေ။ အာဒီတခြားလုံးပေါ့ Adidas ဆပြီးတော့အစင်စက်မပြတ်တိဆောက်ခဲ့ရတယ်ဆိုတာလေးကိုအစင်နဲ့ပတ်သက်ပြောတာရှေ့ကိုမျက်နှာလှည့်ပြီးပြောနေလို့ပေါ့နော်နောက်ကြောခိုင်းပြီးပြောရင်နောက်ကြောမှာတန်ရာတွေကတော့အများကြီးရှိရပါတော့သူသူသူမှလည်းဆိုတော့အကြာကြီးဖြတ်တန်းခဲ့ရအောင်ဒါပေမဲ့ကျွန်တော်တို့က Adidas ပေါ်မှာအာချီကျူးမှုတွေအတိမတ်ပြုမှုတွေမဖြစ်မနေလောက်ရမယ့်အချိန်တစ်ခုကတော့ရောက်လာပြီဒါအရာကြီးကမှ Champion ဖြစ်ချင်းမဖြစ်ချင်းနဲ့ သက်ဆိုင် तू อ่ะအာဆင်နယ်ကိုကျွန်တော်တို့စပြီးတော့သူ့ကိုအထင်မကြီးခင်အချိန်တစ်ခုကနေပြီးတော့အခုလေးစားမှုတွေအတိမတ်ပြူတွေရရှိလာအောင်နှစ်တိုင်းနှစ်တိုင်းမှာလုပ်ပြခဲ့ရတယ်။ तू อ่ะထိတ်ဆုံး3သိန်းထိတ်ဆုံး2သိန်းကြားထဲကနေထွက်ပြီးတော့ရိုင်သွားတာမျိုးမဖြစ်ခဲ့ဘူး။အခုကျွန်တော်တို့ဒီနံပါတ်6လောက်ရောက်သွားတော့9လောက်ကိုပြေးသွားတာမျိုးဒါမျိုးတွေမဖြစ်ခဲ့ပဲနဲ့စင်စက်မပြတ်တည်တည်ငြိမ်ငြိမ်နဲ့အာဆင်နယ်ကကိုချင်းကြီးရှေ့မှာပြောခဲ့သလိုလေကားတထစ်ချင်းတက်လာခဲ့ပြီးတော့ဒီလိုအမြင့်ကိုရောက်လာခဲ့ဆိုတာဒါအာဒီတာလောက် ပြသွားခဲ့တာပေါ့ကျွန်တော်တို့ကဒီအမြင့်ကိုရောက်မှသာသူ့ကိုကျွန်တော်တို့ဒီနေ့ဒီချိန်ဒီကာလတွေမှာအာဆင်နယ်ကိုအတိအမှတ်ပြုရမယ်လေးစားရမယ်ဆိုတော့စကားကြီးနှုတ်ကဖွင့်ဟပြောလာပြီမဲ့ဒီမတိုင်ခင်အချိန်ကာလတွေမှာကျွန်တော်တို့ကိုယ်တိုင်အာဒီတော်အာမရမှုဒီဝေဖန်မှုချက်ချင်းစေတစ်ကိုတက်လိုက်ပါတော့လားလို့ကျွန်တော်တို့အဲ့တော့မျှော်လင့်ခဲ့ရတယ်တောင်းဆိုခဲ့တာတွေကကိုယ်တိုင်ဟိုမတိဘဲနဲ့အာကိုကိုကိုမရိပ်မိဘဲနဲ့လုံးမိနေတဲ့တောင်းလိုလိုလိုတာထက်ပိုတဲ့လွန်ကျူးတဲ့တောင်းဆိုမှုတွေဖြစ်ခဲ့ကြဘူးတာပေါ့နော်အဲ့တော့အဲ့ဒီအတွက်တော့ အဒီဒါသူ့အလုပ်ကိုသူလုပ်ပြီးတော့အများကြီးရှင်းမပြတော့ဘူးအဲ့တော့ကိုယ့်အကူတွေးယူရပြီးတော့ဆိုပြီးဒီရလက်တွေထုတ်ပြတဲ့အချိန်မှာကျွန်တော်တို့ဒါကိုမြင်နိုင်သိနိုင်လက်ခံနိုင်လာတဲ့အခြေအနေတစ်ခုကိုရောက်လာခဲ့ပြီနော်ဒါကတော့အဆင်နဲ့လက်ရှိအချိန်မှာအာပရီးမီးယားလိအမပီစီယာအဆင့်ထိပ်ဆုံးမှာဦးဆောင်နေတယ်ပြီးတော့အဒီတာနဲ့အတူချန်ပီယံဖြစ်ချင်းမဖြစ်ချင်းတဲ့အာဆင်နယ်ဆိုတဲ့အသင်းတသင်းကိုအာဆင်ဝင်းကမရှိရင်တောက်လို့ပြောလို့ရပြီပေါ့လေအာဆင်ဝင်းကမရှိခဲ့တဲ့နောက်မှာအာဆင်နယ်ကိုပြန်လဲတီဆောက် ြီးစီးခဲ့ပြီလို့ပြောနိုင်တယ်ပေါ့နော်အာဆင်နယ်ဆိုတဲ့အသင်းမသိဘူးဒါပေမဲ့အောင်မြင်မှုတွေတော့လက်ဝဲရရှိမလာသေးဘူးအာဆင်နယ်ဆိုတဲ့အဆောက်ဦးတစ်ခုကိုအာဒီဒါပြန်တိဆောက်နိုင်ခဲ့ပြီလို့ပြောလို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်ဒီနေ့အစီအစဉ်မှာဟိုပြန်ပြီးခေါင်းစဉ်ချုပ်ပြောရရင်အာဆင်နယ်အဝင်းကားမရှိတော့တဲ့နောက်ပိုင်းမှာအာဆင်နယ်ကအာဒီဒါရဲ့တိဆောက်မှုနဲ့ပြန်လဲတိဆောက်လာနိုင်ခဲ့တဲ့ပုံမှန်အဆောက်ဦးဟိုဘီဒီကလက်ရတစ်ခုတော့ပြန်ဖြစ်လာပြီပြောနိုင်တယ်ပေါ့နော်ကဲနော်ကဲအဲ့တော့ ဟိုကုစုံးဆိုလည်းအာဆင်နယ်ကြောင်းလေးနည်းနည်းဖြည့်ပြောပါအောင်ဒီပွဲလေးအာဆင်နယ်ပွဲလေးမတုံ့တက်ခင်မှာဟုတ်ပတ်ပါလိုက်တာချင်းကြီးပြောခဲ့တာတော်တော်လေးပြည့်စုံပါတယ်ကျွန်တော်တို့ဆိုရင်အာဆင်နယ်ကိုနှစ်ပေါင်းများစွာအားပေးခဲ့တဲ့သူတစ်ယောက်ကျွန်တော်တတိထားမိလို့ဆို1990ကျော်တည်းကအားပေးခဲ့တာကွာအာဆင်ဝင်ကားရဲ့အကောင်ဆုံးကာလပေါ့အာဆင်ဝင်ကား96လောက်ရောက်တယ်ကျွန်တော်တို့98လောက်ကြာတော့အာဆင်နယ်ကိုစားအားပေးတယ်ဘာလို့လဲကျွန်တော်တို့ကအာဆင်နယ်ကိုကြိုက်လဲဆိုအဲ့ခေတ်မှာ United ရဲ့လွှမ်းမိုးမှုအရင်ကြီးတယ်ကွာဟိုဖာဂူဆန်နဲ့ United ကအောင်မြင်မှုတွေတောက်လျှောက်ယူထားတဲ့အချိန်မှာ နေပေတစ်ကိုဒီလိုမျိုးပေါ့အဲဒီကတော့အာတီတာလို့တော့မဟုတ်ဘူးเนาะအာဆဝင်ကားဆိုတော့ဂျေလီကနေရောက်လာတဲ့ဂျစ်တစ်လူမျိုးနေပြအပြောချင်တာအင်္ဂလိပ်ဘလုံးသားပိုင်းမှာနိုင်ငံခြားသားတွေကိုတိတ်ပြီးတော့နေရာမပေးနေဘူးเนาะဖာဂူဆန်တို့ဆိုတာသူတို့ပြည်တိုင်အခြေစိုက်တွေကိုအဲ့တော့ဒီလိုနီးပြတယောက်ကအာဆနယ်ကိုထုစစ်ပြီးတော့ပုံဖော်ပြီးတော့ကစားဟန်ရပြောအခုတီဂီတာကဇလွန်ခဲ့တဲ့16 9နှစ်ကမှကြားဘူးတာအဲ့တော့တီဂီတာကဆိုစကလုံးမပေါ်ခင်မှာအာဆနယ်ကစားပြနေပါတော့ကျွန်တော်အဲ့ချိန်မှာကလေးဆိုတော့အဲ့ဒါကိုကြိုက်ပြီးအာဆနယ်ဘေးသက်ဖြစ်လာအဲ့ကာလမှာအောင်မြင်မှုအသီးပွင့်လေးတွေခံစားခဲ့ရပြီ2004နောက်ပိုင်းနေရာဆိုရင် 20နှစ်22နှစ်ရှိပြီကျွန်တော်တို့မှအောင်မြင်တာအဲ့ကာလမှာလည်းအာဆင်နယ်ရုပ်ရင်းပြည့်စည်သွားခဲ့တဲ့ကာလကကျွန်တော်ဒီတက်လောက်ဆိုရင်2012 13နောက်ပိုင်းလောက်ကနေဒီဘက်အာဒီဒါရဲ့ဒီနောက်ဆုံး300ဒီမတိုင်ခင်ဒီအာဆင်နယ်ကဘာအောင်မြင်မှုမှမရဘူးလို့ဘာမှလည်းမျှော်လင့်လို့ရတဲ့အနေအထားမျိုးမဟုတ်ဘူးလူငယ်တွေလောက်ပဲထွက်နိုင်ခဲ့တာဆိုတော့အဲ့တော့အဲ့ဒီချိန်တွေကနေအခုကအဲ့2004 5နောက်ပိုင်းမှာအာဆင်နယ်နဲ့ပတ်သက်ရင်ကျွန်တော်တို့ကမျှော်လင့်လို့အကောင်းဆုံးအချိန်ပေါ့ဗျာအာဆင်နယ်ပြည့်သက်နေတဲ့ဂုံရှိရှိနဲ့ ျွန်တော်အားလုံးကိုချဲလန့်လုပ်လို့ရတယ်စိန်ခေါ်လို့ရတဲ့အနေအထားကိုရောက်လာတယ်ဆိုတော့ဟိုအရန်ကိုဒီချင်းတွေအတွက်ကျွန်တော်တို့ဂုံယူပါတယ်ဒါမဲ့နောက်ဆုံးပန်းနိုင်မဟုတ်သေးပါဘူးပန်းနိုင်ကအောင်မြင်မှုအသီးပွင့်တွေကိုတကယ်လက်ဝဲပိုင်ပိုင်ရဖို့လိုသေးတယ်အခုကအခုပြောလို့တိဆောက်ပြီးစီးနေပြီအချောတက်ပြီးနေပြီအဲ့ဒါကိုဖွင့်ပွဲလုပ်အောင်မယ်ဆိုတော့ကျွန်တော်အဲ့ချင်းတွေဒီကျွန်တော်ဆောက်အောင်မယ်ဖဲစုဖြတ်ဖဲစုဖြတ်မှုတော့ဂျန်သေးတယ်ပေါ့နော်အဲ့တော့ဟိုဘလို့ပဲဖြစ်ဖြစ်ပါအခုဆိုရင်တော့ပြောလို့မှန်တယ်အဲဒါပေမဲ့အဆုံးသက်ကတော့ဟိုနောက်ဆုံးဟို အင်တန်ဝယ်ပြီးသွားရင်တော့အင်တန်လေးရလောပါအဲ့တော့အာထီတာအင်တန်လေးတော့လောလို့သေးတယ်ချန်ပီယံစုလားရာစီကုန်းမှာယူပွေးနိုင်ဖို့တော့လိုသေးတယ်ပေါ့နော်ဘာဖြစ်ဖြစ်ပါအာဆွေကပြီးရင်တော့အဆွေကအဆင်းနဲ့ပထမဆုံးဘီတုကဖြစ်မယ်ဆိုတော့ဒါအဆင်းနဲ့ဒုတိယဘီတုကအာဒီတာလို့တော့ပြောနိုင်ပါတယ်နော်အဲ့တော့ကျွန်တော်ဒီနေ့ပွဲလေးကိုဆက်ပြီးတော့သွားချင်ပါတယ်ကုချင်းကြီးဒီနေ့ရောအဆင်းနဲ့ဆက်ပြီးတော့နိုင်မလားဒီနေ့ပွဲလေးကအဆင်းနဲ့ဘာဘာနဲ့ပဲလေးပဲလေးတက်ကဲနော်အဲ့တော့အဲ ခုချင်းကြီးပြောပါတယ်လန်ဒန်မှာဘောလုံးအသင်းတွေတိတ်များတော့အာအာဆင်နယ်ဆိုလို့ရှိရင်ဘယ်လိုပဲဖြစ်ဖြစ်ဝင်ပြီးတော့အနောက်ရှက်ပေးမယ့်အသင်းလေးတွေကအားလုံးတိုက်တယ်များတယ်ကလန်တိုက်မဲ့အသင်းတွေများအာဆိုအဲ့တော့ကေပယ်လစ်နဲ့အာဆင်နယ်အာဆင်နယ်ပယ်လစ်ဘယ်လိုလေးဖြစ်မလဲပေါ့နော်ဟုတ်ကျွန်တော်အချိန်မှပြောတဲ့ဇကားထဲမှာလည်းပါပါပြီဖြစ်ချိန်တန်တားလို့မရတော့ပြဒီနှစ်ကအာဆင်နယ်ဖြစ်ချိန်တန်လို့လားတားလို့ဇီးလို့ကိုမရဘူးဟုတ်ဘာနဲ့ကျွန်တော်ရှေ့ပတ်ဒီမှာလည်းဒါကိုပြောပါတယ်ဟုတ်ဒီနှစ်ကဒီပြီးခဲ့တဲ့200ရာသီ300ရာသီလောက်အာဆင်နယ်နှစ်တွေဖြစ်နေတာဘာလို့ဖြစ်နေရလဲဆိုတော့ အသင်းကြီးနဲ့ပွဲတွေက business နဲ့ပွဲတွေမှာ तू မရှုံးအာဒီဒါနှစ်နှစ်လောက်ရှိပြီမရှုံးတာနိုင်နိုင်မနိုင်သေးကြောင်းခင်နေအသင်းကြီးချင်းချင်းတွေ့ရင် तू တော်တော်လေး view ဆိုင်ပြီးဟိုရက်လက်ကောင်းလုံနိုင်တယ်ပြဿနာက तू အဲ့ဒီအလေလက်ဖြတ်မြင်းသေးနေတိုက်ဒုက္ခပေးနေယူကဆယ်ကိုရှုံးတာတွေဟုတ် အဲပဲလေးတွေဝက်ဆန်းနေဖူဟန်နေဗီလာတော့အဲ့ဒီဟာဗီလာပေးစုံနေမှာအဲ့ကောင်အဲ့ဒီအသင်းတွေကိုနိုင်သိနေပြန်အဲ့လိုအသင်းတွေကိုနိုင်မှပရီးမီးယားလိဂ်ရဲ့ချန်ပီယံဖြစ်မှာပေါ့ဟိုမှာလည်းအသင်းကြီးကလည်း5သိန်း6သိန်းလောက်ရှိနေဒီလိုဖြန့်မြင်းတွေကိုလည်းမနိုင်ဘူးဆိုတော့ဘယ်လိုလိုချန်ပီယံလာဖြစ်အမှတ်တရမရော့သိမရော့နေအဲ့မှာအာဆနယ်ဒုက္ခပေးနေတဲ့ထဲမှာအသင်းကြီးကိုမနိုင်တာပြီးခဲ့ပဲအခုပြောတဲ့ဟာတခုကျွန်တော်အရင်သဘောကျတာယူနိုက်တက်နဲ့ပွဲနေပတ်သက်ပြီးတော့လီဗာပူးနဲ့ပွဲနိုင်လဲသုံးမှတ်ပဲကျန်တဲ့ ဘုံပေါက်တို့ပဲလစ်တို့နိုင်လဲသုံးမှာပဲအဲ့တော့အာဆန်နယ်နဲ့အာဒီဒါအခုဒီနေ့လှုပ်လာတာအဲ့ဒါပဲဟုတ်ဟိုမန်စတီးကိုမနိုင်ဘူးလီဗာပူးကိုရှုံးတယ်ပြဿနာမရှိဘူးသူတို့ဘာလို့ထိုက်ဆုံးရောက်လဲနိုင်တဲ့နိုင်တဲ့ပွဲအကိုဦးနာပြီးခဲ့တဲ့ဟာကိုအာဒီဒါအလုံးနဲ့တက်သေးပြသွားတာရတယ်ငါတို့အသင်းကြီးနဲ့ပွဲမနိုင်ရတယ်ပြဿနာမရှိအဲ့မှာလဲနိုင်အောင်ကတော့ကန်တာပဲလေမနိုင်သွားတာပေါ့လေဒါတမင်တကာရှုံးအောင်ကန်တယ်လို့မပြောဘူးမရှုံးသွားတယ်ပြဿနာမရှိနိုင်တဲ့နိုင်ထိုက်တဲ့ယူသိမ့်ယူထိုက်တဲ့အမှတ်တွေအားလုံးယူထားတယ်ကျန်တဲ့ပွဲတွေအားလုံး100%နိုင်ပွဲယူထားတယ်မနစ်ကတည်းကသူခတ်ပါတယ်ဆိုတော့နယူကာဆယ်အဝေးကွေးမှာနိုင်အောင်ကန်ပြပြီးပြီဟုတ်ကဲ့ ဝက်ဆန်းကိုခတ်ပါတယ်နှစ်နေရာဒီစက်တိုင်းမနိုင်ခဲ့ဘူးဆိုတော့ဝက်ဆန်းကိုကြော်ပြခဲ့ပြီဖူခံနဲ့တွေ့တဲ့ရက်လက်မကောင်းဝေးပြမှာပြီးခဲ့ဘက်က1-0နဲ့နိုင်အောင်ကန်ပြခဲ့ပြီအခုလည်းလုတ်ပြန်ပြီမနှစ်ကပဲလေးနဲ့အင်္ဂွေမှာတူတူဒီလိုပွဲတွေနိုင်သိနိုင်တဲ့ပွဲတွေအာဆန်နဲ့အာဒီဒါတစ်ခုချင်းပုံစံတွေကိုတပုတ်ချင်းတပုတ်ချင်းသူတွက်ပြနေတယ်အားလုံးကိုဒီနှစ်အဖြေတွေကိုကောင်းကောင်းပေးနေတာအင်စာတွေအများကြီးလုတ်ထားတဲ့အာဆန်နဲ့အာဒီဒါမှာဒီနှစ်ကဟိုဘဲပြိုင်ဘက်မှာသူရက်တက်မှုမလွယ်ဘူးနောက်ဆုံးခြေစွမ်းရပါဖက်မဟုတ်ဘူးဆိုရင်တော့မှသူတို့ရဲ့အဲဆက်စပီတွေတက်ကန်ဘောတွေဘာအဲ့ဒီမမြင်ရတဲ့ ပုံစံတွေကနေဂိုးယူနိုင်တဲ့အခြေအနေကြောင့်ဒီရာသီမှာအာဆန်နယ်ကတော်တော်လေးကိုထိန်းချုပ်ခဲ့တဲ့တင်ပြီးတော့ခန်းစစ်ကလည်းအရင် solid ဖြစ်တယ်ဆိုတော့ဟိုဂိုးပြည့်ချင်းမပြည့်ချင်းတွေကျွန်တော်ခဏထားလိုက်အောင်မယ်ဆိုရင်အာဆန်နယ်ကအတုံးမှတ်ကသူတို့အတွက်ဆိုတာမျိုးဖြစ်နေပွဲတိုင်းမှာကျွန်တော်နိုင်ရင်မှနိုင်သွားလိမ့်မယ်ဒါပေမဲ့အာဆန်နယ်ပြည်သက်တွေကအာဆန်နယ်ပွဲကိုတခြားကြည့်နေပြည်သက်တွေကအားလုံးခံစားကြမှာတူညီတဲ့ခံစားချက်တခုရနေမှာအချိန်တိုင်းတော့အာဆန်နယ်နိုင်သွားမှာပဲကွာဆိုတဲ့ခံစားချက်တွေကျွန်တော်ရလာပြီအဲ့တော့ဒီပွဲမှာလည်းကျွန်တော်တို့အာဆန်နယ်နိုင်သွားလိမ့်အောင်မယ်ဒီမှတ်ပေးတဲ့ထိတ်ဆုံးမှာဒီလီဗာပူးကို၄မှတ်မန်စီးတီးကို၃မှတ်ဖြတ်ပြီးတော့ ထပ်ပြီးတော့သူရှေ့ဆက်သွားနိုင်အောင်မယ်လို့ထင်တယ်။ဟုတ်ကဲ့။ဒါတစ်ဖက်ကလည်း Crystal Palace ပေါ့လေ။ဒါပေမဲ့ကိုချင်းကြီးတာပီးပြောခဲ့တယ်လို့ပေါ့လေ။ခါလီမှာကျွန်တော်တို့ ရက်တံမရပဲနဲ့ဒီတိုင်းငေးကြည့်နေရတဲ့အသင်းတွေရှိတယ်။ဟောအခုအမြင်သာတော့ကတော့ကိုစိုးရင်တော့ပြောခဲ့တဲ့2004 2005ချင်းစီပေါ့နော်။ဘာမှပြောမနေနဲ့အဲအချိန်တိုင်းမနေမိုးလေးထပ် reset ကြည့်တယ်သူပဲနိုင်နေပြီဆိုတာမျိုးဟိုလက်ခံရတဲ့အချိန်မျိုးရှိရပေါ့နော်။အဲ့တော့ဒီလိုအချိန်မျိုးမှာလည်းအာဆင်နယ်အဲ့လိုဖြစ်နေမလားပေါ့နော်။အဲ့တော့ကိုစိုးရင်တော့ဒီပွဲရလာလိမ့်မလို့ဖြစ်မယ်တဲ့ပေါ့နော်။အမှန်တော့ပြီးခဲ့တဲ့နှစ်တည်းရဲ့အနေထားနဲ့ဆိုရင် Bellis ကသူ့ကိုဒုက္ခပေးနိုင်တဲ့အသင်းထဲမှာပါတယ်။ဒီရာသီမှာ Bellis ကလေဝါဘူးကိုလောက်ပြခဲ့ပြီပြီးတော့ ဘဲလီစီသွားနေတဲ့ထွန်းကအတင်းတိုင်းအတွက်အန်နေရှိတဲ့အတင်းအစိတ်ရှိတဲ့အတင်းဗျာဘဲလီအကြောင်းလဲကျွန်တော်ရှေ့အစီအစဉ်တွေမှာတော်တော်များများပြောပြတယ်ဒီဘိုင်းကတော့အာဆင်နယ်အကြောင်းကိုကျွန်တော်ဦးစားပြီးပြောသလိုတော့လည်းဖြစ်နေပါတော့ဘဲလီအကြောင်းလဲအမှန်တိုင်းပြောရင်ပြောချင်တယ်ဒါပေမဲ့ပြောရင်လည်းအချိန်တွေကကျော်တော့မှာဆိုတော့ဘဲလီကောင်းတာမှန်တယ်ဒါပေမဲ့အာဆင်နယ်ကဘဲလီကောင်းနေဆိုတဲ့ level ထက်အများကြီးပိုကောင်းအောင်လုပ်ထားတဲ့အတင်းဆိုတော့အာဆင်နယ်အချိန်တွေနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီနေ့ဘွဲကတော့အာဆင်နယ်နိုင်ဘွဲရသွားဖို့ ရှိရပေါ့လေများတယ်မို့နိုင်မယ်ပေါ့နော်ဒီလိုပဲအဆုံးတန်းပါပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပါဒီနေ့ပွဲတော့အာဆင်နယ်နဲ့ခရစ်စတယ်ပလေးစ်ပွဲစဉ်ဘူးဆိုရင်တော့ကုချင်းကြီးရောကျွန်တော်ပါဝင်အာဆင်နယ်နိုင်ပွဲရသွားလိမ့်မယ်လို့ယူဆပါတယ်ဆိုတော့ဟိုကျွန်တော်တို့နောက်ဆုံးအပိတ်လေးမှာပေါ့လေဖြည့်ဆွဲပြောစရာလေးရှိရပေါ့ ဟိုဒါကတော့အာဆင်နယ်ဖြစ်နေတဲ့အတွက်ကြောင့်ပြောရတာပူပြီးယုံကြည်မှုရှိပါတယ်။ဒီရက်အဲထဲမှာစိတ်ပိုင်းဆိုင်ရာအကူကိုတိတ်ပြီးယုံကြည်စိတ်ချမှုမရှိနေတာလေးကပြီးခဲ့တဲ့အစီအစဉ်တွေမှာအာဒီလိုလေးဆိုလို့ရှိရင် United ပေါ့လေ United မနိုင်နိုင်ဘူးလို့ထင်တဲ့ပြောထားတဲ့တေချာပေါ့ယုံကြည်ထားတဲ့ပွဲတွေမှာ United ကထနိုင်တာမျိုးတွေဆိုတော့အဲ့လိုလေးတွေကြုံခဲ့တော့ခုတေချာပေါ့ယုံကြည်နေတဲ့ဟာတွေဆို ဟိုတခုဖြစ်ဖြစ်သွားတာတော့လေဆိုတော့ဒီမှာတော့အစလုံးတူနေတော့လေနည်းနည်းလေးစိတ်ဟွာဖြစ်ပြီးမလဲအာဆင်နယ်ဆိုတော့လေနည်းနည်းယုံကြည်စိတ်ကတော့ပို့ပြီးတော့ရှိပါတယ်တခြားတိုင်းနေနေဆိုင်တော့အဲ့တော့ခုရှင်းကြီးကတော့ပြောပါအောင်အာအာဆင်နယ်နဲ့ဒီဒီအာခရစ်စတယ်ဘဲလစ်ဘက်မှာကျွန်တော်တို့အာဆင်နယ်နိုင်မယ်လို့ယုံကြည်ထားတယ်ဒါပေမဲ့တခြားတစ်ခုဖြစ်နိုင်မယ်ဆိုဒီဟာမဟုတ်တဲ့တခြားတစ်ခုဖြစ်နိုင်မယ်ဆိုရင်ဘလူဟာမျိုးလေးရှိနိုင်လေးလေပေါ့ဘဲလစ်ကဟိုပြောတော့ဆက်ပါလေတခုတော့ဆက်အေးပေါ့ ဘောလုံးမှာတော့ကျွန်တော်100%ဆိုတော့ဘယ်ရမှမရှိဘူးလေနော်အဲပယ်လစ်ကလည်းအာဆင်နယ်ကိုဒုက္ခမပေးနိုင်ဘူးလားမနစ်ကပဲတူတူနဲ့ဒုက္ခပေးခဲ့ပြီးပြီအာဆင်နယ်ကွင်းမှာတက်ပြီးတော့ဒုက္ခပေးတယ်ဒီရာသီလည်းပယ်လစ်ကကျွန်တော်ရှေ့မှာလည်းပြောခဲ့ပြီးပြီကွန်မြူနတီတိုင်းမှာလည်းလေဘာဘူးကိုမရှုံးအောင်ခံပြရတဲ့ပရီးမီးယားလိမှာတွေ့တော့လေဘာဘူးက2-1နဲ့9နဲ့ပယ်လစ်ကတတော်ကိုဟိုအနိုင်ယူဖို့ခက်တယ်တဲ့ဒီရာသီပရီးမီးယားလိမှာတပွဲပဲရှုံးထားတယ်အေဗာတန်အေဗာတန်ကိုရှုံးတာတော့အဲ့တော့မှ last minute မှာနောက်ဆုံး93မိနစ်မှာမှအနိုင်ကိုပေးလိုက်ရလို့ရှုံးသွားဆို ြောချင်တာဘဲလီစ်ကသူသာပြိုင်ဘက်ကိုနိုင်ရင်မှနိုင်လိမ့်မယ်ဒါပေမဲ့မရှုံးအောင်ကောင်းကောင်းကစားတတ်တဲ့တင်ဒါပေမဲ့လက်တလောမှာတော့ဘဲလီခံစစ်နည်းနည်းလေးပေးကုန်းလုံးနေများလာအေဗာတန်နဲ့ပွဲမှာ2ဂိုးပေးရတယ်နောက်ဆုံးဘုံမောက်နဲ့ပွဲမှာ3ဂိုးပေးရနောက်ဆုံး2ပွဲမှာ5ဂိုးပေးရတယ်ဆိုတော့သူတို့ရဲ့မာကျော်မှုကခံစစ်ပြဘဲလီစ်ကလည်းဒီ3ဘက်နဲ့တည်ထားပြီးတော့ဂလက်စနာရဲ့အသင်းကလည်း transition တွေကောင်းတယ်ခံစစ်မာတယ် transition ကောင်းကောင်းနဲ့ပြိုင်ဘက်ကိုပြန်ပြီးဒုက္ခပေးတယ်ရှေ့ရမန်တီတာတို့အစ်စမိုင်လာဆာတို့ကချိန်မြွေး ပြိုင်ဘက်ကိုတူးချင်းရောကွန်မန်ဒေးရှင်းရောဒုက္ခပေးနိုင်တယ်ဆိုတော့အောက်ဆိုရင်အတွက်တတော်တော့သတိထားလိမ့်မယ်ပြီးခဲ့တဲ့ဖူဟန်နဲ့ပွဲထက်ရောဝက်ဆန်နဲ့ပွဲထက်ရောတေချာဘောက်ပိုခတ်မဲ့ပြိုင်ဘက်ဖြစ်လာလိမ့်မယ်အဲ့ဒီအမားတွေခံစစ်ကလည်းအများကြီးလုံးလို့မရအောင်တိုက်စစ်ကလည်းအခွင့်အရေးတွေကိုဒိုင်ငယ်ဖြုံးနေလို့မရအောင်တေချာအာဆနယ်ကိုယ်တိုင်လည်းဒီပွဲကိုအာရုံစူးစိုက်မှုတတော်လေးထည့်ထားဖို့လိုတယ်ဒါပေမဲ့အဆုံးသတ်မှာတော့ဟိုကျွန်တော်ပြီးခဲ့တဲ့ဖူဟန်နဲ့ပွဲမှာဆိုကျွန်တော်ခံစားမိလိုက်တဲ့တစ်ခုကလေဂိုးရသွားတဲ့အချိန်မှာဂိုးသွင်းလိုက်တဲ့ကစားသမားထရော့ဆက်ဒါပေမဲ့အာဆနယ်ရဲ့ နေရာဆုံးမှာရှိနေတဲ့ကစားသမားတွေကသူ့နေရာမှာသူချန်ပီယံရသွားလို့အောင်ပွဲခံကြတာဇူဘီမန်နီဆိုသူ့ကွင်းလယ်မှာပတ်ပြေးပြီးအောင်ပွဲခံတာကွင်းက58မိနစ်ပဲရှိသေးတယ်ပူအလိုသိအောင်ဂိုးသွင်းတဲ့အချိန်မှာအဇီးကလည်းရူနီကိုကျွန်တော်တို့မန်ချက်စတာဒါဘီမှာဂိုးသွင်းလိုက်တဲ့ဟာအောင်ပွဲခံတယ်အောင်ပွဲခံဒီကလရိုက်ကလည်းဒီဘက်မှာအောင်ပွဲခံအာဆန်နယ်အသင်းရဲ့ကစားသမားတွေအားလုံးကဘာဖြစ်နေဆိုနိုင်ပွဲကိုအရင်ဆာလောင်ပြီးတော့မွတ်သိပ်ပြီးတော့ဒီနိုင်ပွဲတဝဲဂိုးတကိုးရလိုက်တဲ့အချိန်မှာငါသွင်းတဲ့သူသွင်းတယ်မဟုတ်တော့ပဲနဲ့အသင်းတစ်သင်းလုံးကတူညီတဲ့ဒီနိုင်ပွဲငါတို့လုံနိုင်ခဲ့ပြီဆိုတဲ့ဟာမျိုးကိုအဲ့လိုခံစားမှု feeling ရရဆိုတာ ဟိုချန်ပီယံဖြစ်တော့မဲ့ချန်ပီယံဖြစ်တဲ့အောင်မြင်မှုတစ်ခုခုရတဲ့အသေးနေမှာပဲကျွန်တော်မြင်ရတဲ့အဲ့ပုံစံမျိုးလေးတွေသွားမြင်ရတာဒါကြောင့်ကျွန်တော်တို့အာဆနယ်ကိုပိုပြောဖြစ်တာဗောလေတစ်ဖက်ကပဲလစ်ကိုမလေးစားတာမဟုတ်ဘူးပဲလစ်ကောင်းတာလက်ခံတယ်အာဆနယ်ကဒီလိုယုံကြည်မှုရနေတဲ့အချိန်ဒီလိုအခြေအနေတွေမဟုတ်ဘူးဆိုရင်ဒီဘက်မှာအာဆနယ်မနိုင်တော့ဘူးဆိုပြီးတော့ကျွန်တော်ပြောဖြစ်မှာဒါပေမဲ့ဒီနေ့ဒီချိန်မှာတော့အာဆနယ်ကဒီလိုယုံကြည်မှုဒီလိုခိုင်မာတဲ့စိတ်ဓာတ်တွေရနေတဲ့ကြောင့်အာဆနယ်နိုင်သွားဖို့ရာခိုင်နှုန်းများတယ်တကယ်လို့မဖြစ်တဲ့တခြားဘက်မှာတော့ပဲလစ်တဲ့တရေတပေါက်တော့မျှော်လင့်ခွင့်ရှိပါတယ်အဲ့ဒါလည်းလက်ခံရမှာပါ တပွဲချင်းကိုချန်ပီယံစိတ်နဲ့သွားနေသလားတော့ထင်ထင်ရတယ်ပေါ့နော်အဲ့တော့ကိုဆိုရဲတော့နည်းနည်းလေးတစ်ချက်လောက်လေးဖြည့်ပြောပြပါအောင်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးအာဆင်နယ်ကကျွန်တော်တို့ပြောရလဲတော်တော်လေးစုံနေပါပြီသူတကယ်လို့အခုပြောတော့ချွတ်ချော်သွားခင်ဘာဖြစ်မလဲဆိုရင်တိုက်စစ်ပဲကျွန်တော်ကတော့နည်းနည်းဆိုရင်တိုက်စစ်ကယောဂရက်ကကိုဘောပြောင်းနေရညားပြီဗျာညားပြီတရားဒီမှာ၃မွဲပဲတင်တာအဲ့၃မွဲကအိမ်ဝင်းနေမှာတင်တာဆိုဂျိုဂရက်ကတိတ်အလုံးမလုံးနိုင်ဘူးသူတို့ main အဓိကအားကိုးနေရတာစာကာရဲ့ဒီညားတောင်မှန်ကအဓိကအားကိုးနေရဆိုအဲ့အချက်ပဲဗျာဟုတ်စာကာများတစ်ခုခု ပုံမှန်ခြေစောင်းအောက်ရောက်သွားမယ်ရုံးကန်ရအောင်ဆိုရင်တိုက်စစ်ကထင်တယ်လောက်ကြီးဗျာအာဆင်နယ်အခုကျွန်တော်ချန်ပီယံအကြောင်းပြောနေပေမဲ့အားနဲ့ချက်ကိုရှာပေးပြောတိုက်စစ်ကထင်တယ်လောက်ကြီးမဟုတ်သေးဘူးဗျာအဲ့လောက်ကြီးပွဲကိုလုံးဝဟိုဒိုမီနိတ်လုပ်ထားပေမဲ့တိုက်စစ်ကဂိုးတွေတတိုင်းတိုင်းနဲ့လုပ်နေတာမျိုးမဟုတ်ဘူးဆိုတော့အဲ့ချက်ချွတ်ချော်ခဲ့မယ်ဆိုရင်တော့တိုက်စစ်တခုခုကြောက်မယ်ကျွန်တော်ကတော့ ဟုတ်ကဲ့ဒါတော့ဒီတပွဲစာပေါ့နော်ဒီဒီတပွဲစာဟိုဒါမတော်ဆဖြစ်ခဲ့မယ်ဆိုရင်တော့အစင်းရဲ့ကျွန်တော်တို့ဆောသွားအရှိမပြောခဲ့တာတွေကတော့သူပြီးပြီးစီးနေပြီးချန်ပီယံခြေလမ်းနဲ့ယုံကြည်မှုရှိနေရှေ့ဆက်ရှောက်ပါပဲဒါပေမဲ့ဟိုပွဲတိုင်းကတော့သုံးမှတ်ပြရခြင်းမရနိုင်နေပေါ့နော်အဲ့တော့ဟိုအခက်ခဲရှိနိုင်တဲ့ပွဲတွေမှာဒီပွဲတော့ဟိုဟိုပယ်လစ်ဘက်ကတော့ဒီလိုလေးကြီးလုံနိုင်တာလေးရှိရပါတော့ဒါလေးကျွန်တော်ပြန်တွေ့ကြည့်ရပါအဲ့တော့ဒီနေ့စီစဉ်မှာလာပြီးဆွေးနွေးပြီးတဲ့ကိုစိုးရဲတော်ကိုချင်းကြီးရောကျေးဇူးတင်ပါတယ်နောက်တစ်ပတ်စီစဉ်မှာပြန်တွေ့ကြပါမယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါ channel ကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များခင်ဗျာကျွန်တော်တို့ဒီနေ့တင်ဆက်ပေးခဲ့တဲ့ကျွန်တော်တို့ဘလုံးရက်ွက်အစီအစဉ်ကိုဒီမှာရန်နာကြပါတယ်အပတ်စဉ်တိုင်းစနေတနေ့ကနေနေ့ရက်ညနေ9:40မှာကျွန်တော်တို့ဘလုံးရက်ွက်အစီအစဉ်ကို channel ကြီးကနေထုတ်လွှင့်ပြသပေးနေပါတယ် YouTube မှာလည်း channel ကြီးမြန်မာ YouTube မှာဒီအစီအစဉ်ကိုတွားရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ ဆောင်းမြောက်ကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ပရိသတ်တွေအားလုံးအတွက်ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ